အေယော်ဒီတိုင်းဒေသကြီးအတွင်းမဲဆင်းလာကြည့်သူ20ရာခိုင်နှုန်းကျော်သာရှိသေးတာကြောင့်မဲဆင်းတွေကိုရဲအကန့်အသတ်မရှိဆက်လက်ကတ်ထားမှာဖြစ်ပါတယ်ဒီသတင်းကိုဥတော်စင်မျိုးကပေးပို့ထားလာပါခင်ဗျာအေယော်ဒီတိုင်းဒေသကြီးမှာအခြေခံမဲဆန္ဒရှင်စီးရင်တွေကိုဇွန်လ22ရက်နေ့ကစတင်ပြီးကတ်ထားခဲ့တာဖြစ်ပါတယ်မဲဆင်းကတ်ထားတာဟာရပ်ပေါင်း20ကျော်ပြီဖြစ်ပေမဲ့ဇူလိုင်လ10ရက်နေ့အထိစီးရင်ကောက်ယူထားမှုရလာရောက်ကြည့်ရှုသူ20ရာခိုင်နှုန်းကျော်ပဲရှိနေသေးတာဖြစ်ပါတယ် ရှင်းသိန်းခွဲပေါ့ဗျာရှင်းငန်း6 6လေးနော်ရှင်းသိန်းခွဲပေါ့ဒါကြည့်တယ်အဲ့တော့ဟိုရာနှောင်းအပြည့်ဆိုရင်20ဓာတ်သမ31ရာခိုင်နှုန်းရှိတယ်20 20ဓာတ်သမ31ရာခိုင်နှုန်းရှိတယ်မဲစင်လာရောက်ကြည့်ရှုသူနေပါနေသေးတာကြောင့်မဲစင်တွေကိုအရာယူတိုင်းဒေတာကြီးအတွင် ရက်အကန့်အသတ်မရှိဆက်လက်ကတ်ထားမယ်လို့သိရပါတယ်ဒီကံမဲစင်က20ဇွန်လ22ရက်နေ့ကစကတ်တာပေါ့နော်အဲ့တော့ဟိုပါပေါ့ပရမညွန်ကြရဲ့အရာဆိုရင်ဇူလိုင်လ9ရက်နေ့မှာပြီးသွားပြီပေါ့နော်သူကတွင် ဒါကြီးတဲ့လူနည်းတယ်လို့ပြောဆိုကြပါဘူးကြာအဲထို့ကြောင့်ဒီဟာကိုဆက်ကတ်ထားဖို့လိုမယ်လို့ပြည်တော်စုကော်မရှင်ကယူဆတယ်ထို့ကြောင့်အဲ့ဒါကိုဆက်ကတ်ထားပါနောက်ပြီးတော့ပုံစံ၃လို့၄လို့နဲ့လာလျှောက်လို့ရှင်လဲလက်ခံတာပါ extension ပြလိုက်တာပါဗျာနော်အဲ့ဒါကဟိုပါဒီလိုမျိုးပုံစံကဟိုတော်ကြံတော့ပြန်သိမ်းပါဘူးအခုတည်းကမသိဘူးအဲ့ဒီတိုင်းမှကျွန်တော်တို့ဆက်ကြည့်နေတာပေါ့နော်2015အထွေထွေရေးကောက်ပွဲကိုနိုဝင်ဘာ10ရက်နေ့မှာကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးဖြစ်ပေမဲ့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှု နှဲပါပြီးမဲစင်းကြည့်ရှုတာတွေလည်းနှဲပါနေပါသေးတယ်ကျွန်တော်တော်စင်မျိုးပါခင်ဗျာ